ခုနလေပေါ့ကျွန်တော်စီမှာကလေးတောက်ကတော်တော်ချောတယ်လုံလဲလုံတယ်အရန်လုံတယ်နော်တော်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကလေကျွန်တော်ကုမ္ပဏီကနေပြောသိလားဒီဒီတင်တန်းလေတယောက်ထွက်ချင်တာပေါ့နော်ထွက်ချင်တာဆိုအဲ့မှာလေ coin တစ်ခုပါတက်လဲဆိုခုလာခေါ်ရဲဗျာလာကြည့်တော့သူ့ဘဲခေါ်ခေါ်သွားတော့တန်တဲ့ကလေးတွေကကျွန်တော်တမျိုးထင်ပြန်သူဦးစားပင်းလုံးအားကြည့်တယ်သူအေးပင်းလုံးအားကြည့်တယ်တမိလည်းလုံနိုင်တာပဲဆိုမဟုတ်ဘူးသူနှစ်ယောက်ရှင်းကြည့်လိုက်သူကနည်းနည်းပူတာတယ်နော်သူကဒါပေမဲ့သူကအတန်းမှန်မှန် ဒါပေမဲ့ bright ကောင်းတယ်ဟိုတင်တိုင်းခဏလေးနဲ့တက်တယ်ကြောင်းလည်းမမှန်ဘူးတင်လည်းနားတောင်ချင်မှနားတောင်တော့အကလေးဒါပေမဲ့ကျွန်တော်သူ့ဟိုမောင်းထုတ်လိုက်ချင်ပေမဲ့မောင်းမထည့်ရဘူးလေကိုယ်စီမှာလာတက်တော့နော်ဒါသူကလည်းတင်းလင်းလေးရှိနော်လာတဲ့ company တွေကလည်းမင်းလိုက်သူ့ဘယ်လဲညှို့ထူအဲကျွန်တော်သူ့ဥတာတဲ့သဘောပေါ့သူ့အများကြီးကျွန်တော်ပြန့်ပိုးပါတယ်သူကတိတ်မရှိပါဘူးကျွန်တော်အဝတ်စားရအစားဝယ်ပေးတယ် နော်ကားရဲပိုင်းတစ်ခါကြိုပိုးလုတ်ပေးတယ်ခုတ်ကလေးမျက်နှာငယ်မှာဆိုလို့ပေါ့နော်သွားရင်သူများတဲ့ကားရဲပိုင်းလာဟာသမီးမားရဲပိုင်းညာနဲ့ဆိုတက္ကစီနဲ့လွှတ်တာလည်းရှိတယ်ကိုအားလို့ရှင်နဲ့လိုက်ပို့တာလည်းရှိတယ်အဲ့ဘောသူ့အရာဖြစ်တော့ channel ကလေးပြန်နေတဲ့ drop drop ဖြစ်တာပေါ့နော်အဲ့ဘောဒါမဲ့ဘောကိုကျွန်တော်ရှင်းပြပါမယ်သမီးလုတ်တယ်နော်ဟိုနေ့ကသမီးလုံးမမလုံနိုင်တော့သူ့လိုအော်ကြည့်တယ်သမီးမအော်နိုင်နော်အဲ့အဲ့ဒါလေးကြောင့်နောက်ပြီးဆရာကထဲထဲတာမဟုတ်ဘူးသူတို့ကလာရွေးတာလीနော်အဲ့လိုမျိုးလေးကျွန်တော်ဖြစ်လာနောက်တော့ကလေးကဘာဖြစ်လာလဲဆိုတော့ ကျွန်တော်လေအပ်ပေးတယ်ပရိုဆာလေသူ့တွေသူ့ဝယ်သဘောကြားအပ်ပေးပြန်ပြဿနာခဏခဏတက်တယ်ခဏခဏတက်တယ်ခဏခဏလာတိုင်ပြန်ပြီကျွန်တော်တိုင်ပြန်ပြီသူကလည်းတိုင်လိုက်ဟောဆိုးကလည်းတိုင်လိုက်ဟာပြဿနာရေတက်တော့ကျွန်တော်နောက်ဆုံးကြတော့လေသူ့မလုပ်ဝေးနိုင်တော့ဘယ်နိုင်တော့ပြီးတော့သူမကြအောင်နေ့ရက်၃ရက်ကြောင်ကျွန်တော် message ပို့လိုက် message ပို့လိုက်ဘာပုံပို့လဲဆိုသမီးရေးစားရတယ်ဟောဝင်တာတော့ဟောကျွန်တော်ရင်းစားဝင်တာပို့တယ်တော့ပုံပို့လိုက်ကြည့်မလားဆိုပို့လိုက်တယ်ပို့လိုက်တာဗျာအရှင်းပြောဘဲနဲ့နန်းနေတဲ့ပို့ ဆိုတော့ကျွန်တော်ကအဲ့ဒါလည်းပြောပြသမီးတော့အဲ့ဒါသမီးဆရာကိုစော်ကားတာပဲနော်ချက်ချားပုံပုတ်လို့ရလေပခုံးလေးဖက်ပြီးခါလေးဖက်ပြီးပုံပုတ်ပါဒီပုံကြီးပွက်တာဆရာဆရာလူမှုရေးတွေအများကြီးသင်ပေးခဲ့တယ်သူအဲ့တော့သူကအဲ့လိုလဲလဲကျွန်တော်ကသမီးတော့အဲ့ဒါဆရာကိုစော်ကားတာပဲတူတာပဲနော်ဆရာသမီးကိုလို့ဘလောက်ထိတန်အောင်ဆိုင်ရှိတယ်ဘလောက်ထိပန်ပိုးခဲ့တယ်လို့ကျွန်တော်အဲ့လိုလေးပြောလိုက်တာနော်လုတ်ပြီးကြတာသမီးရဲ့လုတ်ပဲဒါပေမဲ့သမီးကဆိုတော့အဲ့လိုလေးပြောလိုက်တော့သူကဘာရေးလာလဲဆိုတော့ကျွန်တော်ဟာဆရာလေသမီးရဲ့ဆရာเนี่ยအကန့်ဘာမှမရှိဘူးဆရာကသမီးကကင်းတယ်ဆိုတော့ကျွန်တော်ကဘာဖြစ်သွားလဲ ဟုတ်တယ်နော်ဟုတ်တယ်တူတော့နော်တပည့်တယောက်ကကျွန်တော်ကျွန်တော်တူဖို့အရန်လုတ်ခဲ့တာနော်ဘာမှဟိုလာမဟုတ်ရေတောင်မြောက်ပေးတယ်တို့မရှိတော့အကုန်လုတ်ပေးတယ်ဒါပေမဲ့အဲ့စကားတို့နဲ့ကျွန်တော်ကလေတိတ်ခါရဟိုအဝေးစီးတွင်ကြောက်သွားတာကိစ္စဆိုကျွန်တော်လုတ်ချင်တဲ့၄ခုကြံနေလေအဲ့၄ခုမရဘူးကျွန်တော်မတည်နိုင်သေးဘူးကျွန်တော်မလဲနိုင်သေးဘူးကျွန်တော်ဓမ္မတက်ကပရာဟီတာလုတ်ချင်တာပရာဟီတာလုတ်ချင်တယ်ဆိုခုနကလောလုတ်ကအဆင်မပြေဘူးမပြေတဲ့ခါကျတော့ကိုလုတ်ချင်တာလုတ်လို့မရဘူး elevate ဆိုင်လေဖွင့်မယ်ဆိုင်ဆိုင်စားလေအချင်းပေါ်တော့ဟိုကြံတဲ့ decoration တွေကျွန်တော်လုတ်တက်တယ်လေကျွန်တော်ကဒီမှာပဲကြည့်လေ တော့ဆိုင်ကဆက်ဘင်းဖြတ်လိုက်တာထိုင်ကိုလုတ်လို့ရတယ်ဟုတ်တယ်လားကျွန်တော်အများကြီးကျွန်တော်လုတ်တယ်အဲ့တော့ကျွန်တော်လုတ်လိုက်လုံးဝကျင်းသိပေါ့နော်ကျွန်တော်ရုပ်ရှင်သမားတွေကိုလာစေချင်တာဒီမှာစကားပြောလို့ရမယ်သိလားရုပ်ရှင်သမားတွေဒီမှာလာပြီးတက်ဖို့ရရရင်ပဲရုပ်ရှင်ရိုက်လို့ရအောင်ကျွန်တော်အဲ့လိုလေးဖန်ပြီးပါပါခုနကတော့တင်တဲ့ကတော့ကျွန်တော်စိတ်ဆုံးဖြတ်ထားတော့နော်မလုတ်တော့ဘူးလို့ရဲတင်လိုက်တာနဲ့လာမေးတော့မယ်လို့နော် ဒီလိုပါတင်တန်းတွေလည်းတက်တင်များကြီးလေတင်တန်းတွေအများကြီးဖွင့်ခဲ့တာပေါ့နော်ကိုပိုင်လည်းတင်တယ်သူများတွေတင်တာလည်းလောတင်နေတာပေါ့နော်အဲတကူကတင်တန်းတင်တယ်ဆိုတော့ဆရာလို့ကသူများနဲ့မတူလုတ်ပြီးဟိတ်ဆိုလို့ရှိရင်အာရောမအောင်အဲချတော့စိတ်ကိုတစ်ခါလေးထက်ကျောင်းသားတွေနားလဲဖို့ကအဓိကကိုနဲ့လာတင်ပြီးနားမလဲဘူးဆိုမကောင်းဘူးအဲ့ကြောင့်နောက်တစ်ခါအခုအစည်းအုံးကလည်းခေါ်တာကိုကိုပိုင်လည်းအိမ်မှာတင်တယ်အစည်းအုံးကလည်းခေါ်တဲ့တော့စည်းအုံးကကြောင့်ဟိုတောင်းဝင်ကြည့်တယ်ဒီအစည်းအုံးမျက်နှာကြီးပေါ့နော်အဲ့တော့ပို့ပြီးတော့ပင်ပန်းတာပင်ပန်းတယ်ကလေးတွေကိုရောင်းအောင်တင်ပေးတယ် ဟိုတခါကျရင် problem လေးတော့ရှိတာပေါ့နော်ရှင်းရခါကျတော့ကိုကလည်းရှင်းပြောတော့စိတ်တန်းရလေးရတော့အော်မသိရှင်တော့ပေါ့နော်တော့ပြောစူးစားပဲစူးစားကလေးတွေရအောင်လုပ်ပေးမယ်တခါကျရင်အဲ့လို class လေးတခါလေးဖြစ်လာတဲ့ခါကျတော့မကောင်းပေါ့နော်ကိုနာမည်လည်းရှိတယ်ဥက္ကဋ္ဌတွေဒီအစည်းအဝေးတွေလည်းရှိတယ်အဲ့ကြောင့်မလို့ဒါမယ်လို့စိတ်ကူးလိုက်တာပေါ့နော်နာမည်ဆိုတော့တန်ဆုံးဖြန့်လေခုနကဖြန့်လေတခါလေးဖြန့်မှရမယ်ဒီရုပ်ရှင်ပစ္စည်းတွေလည်းအဲ့လိုပေါ့နော်ရုပ်ရှင်ပစ္စည်းတွေလည်းစုထားတာအများကြီးဖြစ်တယ် များကြီးဖြစ်နေတဲ့ခါကျတော့ဒီလိုခါကျပျက်စီးတာတွေရှိနော်အရင်လိုလည်းတိတ်မငါနော်အဲ့လိုတိတ်မငါတဲ့ခါကျတော့ဓာကြီးအောင်းနေမဲ့တူတူကျွန်တော်ဂျောင်းလိုက်တော့မယ်ချိန်ကြရင်လည်းပြန်ဝင်လို့ရတာအဲလောလောဆယ်တော့အဲခုနကလေပေါ့ဟိုတခုလေးစိတ်ထမ်းမှလည်းဟိုကဖြစ်တာနဲ့ငါနားတိုင်းမယ်နဲ့ကိုလည်းအသက်ကြီးပြီလေလောက်ခဲတာတွေလည်းများနေပေါ့ဥဒတ်ဒီလည်းတင်တာလက္ခဏာတွေလည်းရှိတယ်လာအံ့နေတာလည်းအခုတည်းပဲရှိတယ်ကျွန်တော်အတင်တဲ့လက္ခဏာတွေတော့ချုပ်ပြန်အန်းလိုက်တယ်ချုပ်ချုပ်လည်းအခုတည်းလာနေတော့ကျွန်တော်မတင်တော့ဘူးပဲပြောတယ်ပဲဘယ်လိုပြောတာပေါ့နော် problem ကတော့ရှင်းပြောတော့ဘာလို့ရက်လဲလို့မေးမှာပဲလေရမ်းမယ်တော့ဘာလို့ရမ်းလဲမေးမှာဆိုတော့ကျွန်တော်ပထမအိမ်မှာတင်တာပေါ့နော်အိမ်မှာတင်ဆိုတော့ပန်းအောင်စင်အရင်ကြည့်လူတယောက်ကိုလေတရိษံဆိုလဲတင်တာအိမ်မှာတခြားတရိษံတွေလာတယ်ဆိုလဲကျုပ်ကိုကြော့တယ်မဟုတ်ဒါပေမဲ့ကျွန်တော်သူ့ခင်ပြီးတော့သူ့ကျွေးမွေးနေမကောင်းရင်စေကံပြေးရပါဆိုတော့လူဆိုပို့ဆိုတာပေါ့နော်အကလေးတွေလည်းကျွန်တော်တင်တဲ့ခါကျကျွန်တော်ကကျွန်တော်လူကျွန်တော်ဆရာတယောက်အနေနဲ့မနေဘူးကျွန်တော်ဘော်ဒါအနေနဲ့ပဲနေတယ်သူတို့တွေစိတ်ဝင်ဆိုတော့ကိုယ်ကြောက်နေလို့ရှိရင် သူတို့တင်ရဲပေါ့မတက်မလာမှာကြောက်လို့ကျွန်တော်တို့ပေါင်းနေချော့တယ်ဟိုဟိုပြင်ကိုလူသားလေးဆွဲထည့်ပြီးတင်နေပေါ့နော်အဲ့ဒါပေါ့အဲ့မှာကျွန်တော်ကတင်နေမှာကျွန်တော်ကလေးတွေတည်းကကြောင်းပြီးွားတော့ဒါပေမဲ့ကျွန်တော်ကကုညိတယ်ကျွန်တော်ကဒီလိုမျိုးပစ္စည်းတွေမှာ page တွေထောင်းတယ် page တွေကကြည့်တယ်ရုပ်တွေမာတယ်ပစ္စည်းမာဆိုကျွန်တော်အဲ့ဒါမလုပ်တတ်ဘူးအကလေးတွေကလုပ်ပြီးတယ်အဲ့တော့ကျွန်တော်စီမှာဟိုယောက်ျားလေးတယောက်မင်းလေးတယောက်တော်တော်အားကိုးပါတော်တော်အားကိုးပါဟိုယောက်ျားလေးကလည်းအဲ့လိုပဲဟိုကျွန်တော်တို့ဒီ တခါကျရင်အကောင့်သွားဖွင့်ပြီးလို့ရှိရင် online တင်တာလို့ပေါ့ရှိရလေအဲ့လိုမျိုးလေးလောက်တာရရှိတော့ तू ကအကုန်လုတ်ပြီးတာအခု तू ကငငရားထွက်သွားလိုက်တော့ကျွန်တော်ဟိုတမျိုးပေါ့နော်လုပ်ငန်းလုပ်နေရတယ်အဲ့လိုကောက်ထွက်သွားတဲ့ကစိတ်ထဲမှာရောအာဒုက္ခပါပဲလို့လူလေးကောင်းကောင်းလေးရကာမှာနော်ကိုယ့်စီကလေးထွက်သွားပြန်ပြီဆိုတော့အဲ့တခါတခါမင်းကလေးတယောက်လည်းဒီလိုပဲမင်းကလေးတဲ့အဲ့လိုပဲကျွန်တော်လိုတဲ့ပစ္စည်းတော့ချို့မင်းကလေးပစ္စည်းကြတော့မင်းကလေးပဲနားလေနားလေတဲ့ခါကျ तू ကအကုန်လုတ်ပြီးခုနကတော့ ဟိုပစ္စည်းတစ်ခုမှားလိုက်တယ်ဆိုရင်လည်းသူဆရာ small ကဘယ်လောက် medium ကဘယ်လောက် large ကဘယ်လောက်ဒီကောင်ကငွေရောက်မှငွေချေးရတယ်အဲ့လိုမျိုးသုံးနေခါမေးဆရာမကျွန်တော်လည်းသင်အဲ့လိုမျိုးသင်သုံးနေခါမင်းနဲ့အလုပ်ကမလုပ်တခါလဲပြောလိုက်မယ်အလုပ်ပြလဲဆိုငိုတော့ရီတော့ဒေါသပြောတခါတွေ့လို့ဒါဆိုဒိုင်ပဲဖြစ်ဖြစ်လူကြီးကကြိုက်တယ်ကျွန်တော်အဲ့လိုမျိုးတွေသင်ပြီးတာနော်အဲ့တော့အားကိုရတဲ့နှစ်ယောက်ကဟိုရှင်းပြောရင်တော့အဲ့လိုပဲဟိုယောက်တယောက်ကြားလေးကတော့ ဟိုနိုင်ငံသားထွက်တော့ကျွန်တော်မတားပါဘူး။ဘာလို့လဲဆိုတော့ဒီမှာတိတ်အလုံးမဖြစ်ဘူးလေ။သူနိုင်ငံသားသွားပြီးဖျားနေပြန်လာမယ်ဆိုတော့တုံးနေဆိုကိုကလည်းရှိအောင်ပါဘူး။အဲမင်းကလေးကြတော့လည်းအဲ့လိုလုံနေရတယ်ဘာ problem ရှိရဲဆိုတော့မင်းကလေးကလုံနေရတယ်သူရီစားရပါတယ်။ရီစားရသွားတော့ဟိုသူကျွန်တော်တော့ပြောတယ်ရီစားရတယ်။ဆရာလောက်ကတော့လုံပေးပါမယ်။လုံနေကြတဲ့ခါကျဘာ plan ဆိုတော့ယောက်ျားလေးကလည်း jealous ဖြစ်လာ။ jealous ဖြစ်တော့နော်။ကိုကလည်းကျွန်တော်ဖုန်းလာလို့ရှိရင်ချက်ချင်းပြောဟာချက်ချင်းရှာအဲအဲ့လိုလောက်တဲ့ခါကျတော့သူကွိုင်းနေနေလေးရှိတယ်ပြောတယ်။အဲ့ဒါတော့ကျွန်တော်ကပဲ ဟိုအဲ့လိုကြတော့မကောင်းဘူးเนาะဆရာသမားတွေမကောင်းဘူးမနောလဲလို့လဲရတာရင်ထဲမှာမကောင်းဘောနော်ကိုတပည့်အရင်နေယူတကယ်တော်တဲ့လူကိုထဲမှာလဲဆိုအဲ့ဒါနဲ့ကျွန်တော်ကကဲဒါတော့သမီးနဲ့ဟိုဘာမလုပ်နေဘောနော်ဟိုကိုဒီပြဿနာတက်တာဆရာကြောင့်ဒီလိုပြဿနာဆရာအလုပ်ကဘာမှမဟုတ်ပါဘူးလို့သိတယ်ဒါပေမဲ့ဆရာပြောတယ်သမီးတို့ကြောင့်သင်ပေးရတာလည်းရှိတယ်နော်ကိုအထာကတို့ကသိနေတော့လေအလုပ်လုပ်ရတာအဆင်ပြေအောင်အရေးကြီးတာကိုနဲ့သားစာတက်ဖို့နဲ့ကိုနဲ့ကီးကိုက်ဖို့ပဲလို့အဲ့ဒီနှစ်ယောက်ကအရန်ကီးကိုက်လိန်နဲ့လိန်ပါဟိုကားဒီမှာသင်တယ် ဘာကိုဘာပေါ့နိဘာဖြစ်ဖြစ်တို့လေးစားတယ်အဲ့တော့နေ့အောင်လွတ်လိုက်ရတော့ကျွန်တော်ခံစားရတော့ဗျာကျွန်တော်အဲ့လိုမရဘူးကျွန်တော်စိတ်ပျော်ကျွန်တော်တိရစ္ဆာန်တော့ဖြစ်တာလူဆိုကိုဆိုတော့ဟာသွားပြန်ပြီးနှစ်ယောက်ပေါ့နော်အဲ့တော့အဲ့နောက်တစ်ခုကတော့ကျွန်တော်အစည်းအုံးမှာတင်တာပေါ့နော်အစည်းအုံးမှာတင်တဲ့ခါကျတော့အစည်းအုံးမှာဆိုလို့ရှိရင်ကျွန်တော်တင်တာတွေကိုအောက်ထပ်မှာတင်လို့ရှိရင်မိဘတွေကအแทဝင်ကြည့်တယ်ဝင်ကြည့်တယ်ပြီးတဲ့ပြီးတော့ကျွန်တော်လာမိတ်ဆက်တာပေါ့နော်ဆရာကလည်းကျွန်မဘဒုဘဒုရဲ့အမေပါပေါ့နော် ဟိုကျွန်တော်ဘဒုသားရဲ့အမိပါပြောရဲဘဒုသမီးရဲ့အမိပါအလားဆိုတော့ဟိုဆရာကိုကျွန်တော်သမီးတွေသားတွေကိုပြောရသေးတယ်တဲ့ဟိုဆရာနဲ့တွေ့တာအရန်ကန်ကောင်းတယ်ပေါ့နော်ဒါကိုကိုကိုမှုံးပြောတာပေါ့သူတို့နားထောင်နေပေါ့နော်ဆရာနဲ့တွေ့တာကန်ကောင်းတော့ဆရာဟိုဖြစ်အောင်ကြိုးစားကြဆိုအိမ်မှာမြဲမှာဆရာလူလည်းအပ်ပါလေတဲ့ကလေးတွေစုံးမပေးပါဘူးနော်ဘာလို့ဖြစ်အဲ့ဒါတော့မပူနေလို့ကျွန်တော်ကမှကိုပိုင်ចောင်းရှိတယ်ကျွန်တော်ကကလေးတွေចောင်းလာတိုင်းချုံမိပါရေဆိုမနေ့လာထားတယ်ညနေမှလာကြိုးတာ ီးရင်တခါကျရင်ဖုန်းဆက်လမ်းတက်ကိုလာခဲ့ဆိုတော့ကျွန်တော်မလွတ်ဘူးအိမ်နိုင်ရာရောလာခေါ်ကျွန်တော်ဒီခြံကနေပြီးတော့လမ်းထိပ်မှာပျောက်သွားပြီလို့တကူဖြစ်သွားပြီလို့ဒီမှာခက်ကကောင်းတာမဟုတ်ဘူးလीเนาะအဲကြောင့်လာပါကျွန်တော်ရှိမှာပဲလာကြိုးကျွန်တော်ရှိမှာပဲလာဖို့ပါเนาะကျွန်တော်ပြောကျွန်တော်စီမှာဖော်မလာဝယ်ကြရင်ကျွန်တော်မေးလိုက်တယ်မိန်းကလေးဆိုရင်အဖေါ်ခေါ်လာပါเนาะဆိုမရှိဘူးတဲ့အဲ့လိုဆိုရင်ကျွန်တော်ဒီသူ့ကိုလမ်းဆက်လိုက်ပါရောက်မင်းလာခဲ့မကောင်းဘူးလीဟုတ်တယ်မိန်းကလေးပြောလာအဲ့လိုမျိုးကျွန်တော်ကစီးလေးတွေထားပါ မိဘတွေခေါ်လိုက်ခေါ်လာမခေါ်ကြိုက်တဲ့လူခေါ်လာအဖော်ပန်းလိုက်ပြီးတော့เนาะကျွန်တော်အဲ့လိုအဲ့လိုမျိုးလေးကျွန်တော်စီကန်းလုပ်ပါတယ်နောက်ပြီးကျွန်တော်သင်တန်းမှာလည်းအဲ့လိုဇရားတွေပါရှိရင်ကျွန်တော်လက်မခံထုတ်ပြတာနှစ်ယောက်ရှိဟို personal ပဲဖြစ်ဖြစ်သင်တန်းပေါ်မှာမလေးစားတာပဲဖြစ်ဖြစ်ကျွန်တော်ထုတ်ပြတယ်အဲကျွန်တော်ကပညာဒါနချိုးစီကျွန်တော်ဒီမှာအရန်တက်ချက်ပြီးတော့ပတ်စံမရှိပတ်စံမရှိတော့ပတ်စံမရှိ तू ကလာသင်ကျင်တာလေကိုကပတ်စံတလောက်မှမရှိငါမသင်ပေးဘူးကွာဆိုပြောမထွက်အဲ့တော့ကိစ္စမရှိဘူးပတ်စံမရှိနဲ့နေတကယ်မရှိဘူးဆိုတကယ်သင်ပေးပြီးတော့သင်ပေးပါဒါပေမဲ့အဲ့နှစ်ယောက်ကစီကန်းမရှိဘူး ဒါပေမဲ့တင်းနေသမဲသွားစားမယ်ဆိုပြန်သွားကြ။အဲအဲ့လိုမျိုးတွေရှိတော့ကျွန်တော်လုံအောင်လက်မခံတော့ထုတ်ပြလိုက်တာ။ဘယ်လိုနော်တချို့တယောက်ကတော့ဒီစီးဖောက်တော့ကျွန်တော်တို့တိုင်းလာပါရှင်စီးဖောက်လို့ကျွန်တော်ထုတ်ပြလိုက်။အဲ့လိုမျိုးတွေကျွန်တော်လုတ်ခဲ့တော့။အဲ့ဒါနဲ့ကျွန်တော်အခုအစီအုံးမှာတင်တဲ့အခါကျမိဖတွေကအဲ့လိုလာပြီးတော့ကိုယ်အထင်းလေးကြီးကိုယ်အားကိုယ်လွှဲတဲ့အခါကျတော့ကျွန်တော်တာဝန်ပူကြီးပါကိုယ်ကိုယ်ပိုင်တင်တာအထက်ဆိုင်ပူတာဝန်ကြီးပါတော့လာအပ်တော့နော်ကလေးတွေတကူမဖြစ်အောင်ကလေးတောက်ဆိုအဲ့အဲ့ဒါတော့မဟုတ်ဘူးနဲ့စိတ်ချတယ် ကျွန်တော်ဒါအစီအုံးမှာတော့ limit မရှိတာပေါ့ကျွန်တော်ဒီမှာ3လတင်မရ4လ4လမြင်5လအဲ့လိုတင်ပတ်စံပို့ပေးစရာအဲ့တော့ကလေးတွေကိုကျွန်တော်ကလည်းပျော်အောင်ထားတယ်ဒီကလေးတွေရတဲ့အားလုံးကကျွန်တော်အရန်ခင်တယ်ခါကျွန်တော်တို့ထဲမှာခင်တယ်ကျွန်တော်လည်းတွေ့ညော်နေအောင်တော့ကျွန်တော်မလာရဲရဲဆိုတော့ညော်နေဒါလည်းတို့ပြောပြပါတယ်နော်အဲ့တနေ့ကျတော့ကျွန်တော်အစီအုံးမှာကျွန်တော်တို့ကလေးတွေမြစ်ကြည့်လာသွားလူတယ်ခါလူတာကျွန်တော်တင်တာတွေ့လိုက်တော့ကျွန်တော်ဟာလို့ငါလည်းဆရာလည်းလှူခြင်းတယ်ပေါ့ဖင်သားဟာဆရာလိုလိုလေးလေအစီအုံးနဲ့နီးနီးလေးတဲ့ကျွန်တော်တို့ live ပို့ပေးမယ်တဲ့ အဲကျွန်တော်ဂျားရဲ့သမီးစားချိန်နေအားတဲ့အချိန်မှာဟိုတော့အဲ့မှာကလေးတောက်ကလည်းဂျားရဲ့သမီးကားနဲ့လိုက်ပို့ပေးမယ်တဲ့အော်မလို့ပါဘူးနီးနီးလေးပဲကွာဒီနားကားလေးငါသွားရမဟုတ်ပါဘူးတဲ့ဆေးရောက်ကိုသူတို့ကလိုက်ပြီးတော့လုတ်ပေးခြင်းလို့ပါတဲ့ဆရာကိုစေတနာကိုလည်းဟောပြဆရာကိုလိုက်ပို့တယ်နော်တိတ်ဒွဲတရားလည်းနော်လိုက်လာပြောင်းဆရာလည်းကျွန်တော်တို့လိုက်ပို့ပေးမယ်ဆရာဘာမှမပြောအဲ့လိုမျိုးပေါ့နော်ကလေးတွေကလည်းကိုယ့်ဘုံမှာတန်ဆောရှင်ရှိကိုယ်ကလည်းသူ့ဘုံမှာတန်ဆောရှင်ရှိတင်တဲ့ခါကျတော့လေခုနကလိုလုံးဝမတက်တာမရှိပါဘူးအားလုံးတင်ပြီးတော့နော် ဒါမဲ့ပရော်ဒန်ကဘာတစ်ခုဖြစ်လဲဆိုတော့ဟိုဥစားပေးတင်နေတော့မဟုတ်ပါဘူးတခါကျရင်အားနေတဲ့ကလေးတွေရှိအားနေတဲ့ကလေးတွေရှိကျွန်တော်တို့ပို့ပြီး view site view site တော်တဲ့လူကတော့ရတယ်လေကိစ္စသူ့ကိုထားခဲ့လို့မရဒီတင်တန်းမှာသူ့ကိုတဲ့တော့ကျွန်တော်လက်တွဲခေါ်ရမှာတချို့ကြရင်ဟာဒီကလေးကဘာမရအောင်ကျွန်တော်တို့ကျွန်တော်မတွဲချင်ဘူးဆိုမှအဲ့လိုမလုပ်နဲ့နော်အားလုံးကတူတူပဲမရရင် like ခေါ်တွဲခေါ်ပါကျွန်တော်အဲ့လိုဥစားပေးလုပ်တယ်အဲ့ဒီအချိန်မှာလည်းကျွန်တော်ဥစားပေးလုပ်ရတဲ့အခါပါကြတဲ့အချိန်တချို့ကလေးတွေကကျွန်တော်အမြင်တစ်မျိုးမြင်တယ် မြေမျိုးပြင်တော့ဒါမဲ့ကျွန်တော်ဂရုစိုက်ပေါ့ကျွန်တော်တောင်းဝင်ကျွန်တော်တင်ကြေးပြင်းအောင်ကျွန်တော်လုပ်တယ်တော့တင်တော့ကျွန်တော်အစည်းအုံးမှာလုပ်တယ်ဆိုတော့ကျွန်တော်ဖောင်းဖြစ်လို့မရတော့တန်းလိုက်တော့ထိန်းရတော့ဟုတ်အဲ့လိုကျွန်တော်ကအဲ့လိုပါခင်ခင်မင်းမင်းတင်တယ်တခါကျရင်ကလင်းတွေလိုပဲကျွန်တော်နေထိုင်ပြီးတော့ပြောဆိုတာပေါ့နော်အဲ့လိုကျွန်တော်ဟိုကတော့သိလိုက်ပြီလားကျွန်တော်တင်နှမ်းပါလေအဲကျွန်တော်တင်နှမ်းပါလေကျွန်တော်တခါလေငစိမ့်တယ်ဟိုကလုတာအဲ့ဒါဆိုတော်တော်ပေါက်တာအဲ့ဒါလည်းအဲ့တိုင်းပဲကလေးတွေကိုကျွန်တော်တင်တဲ့အခါကျတော့ကလေးတွေကတခါကျရင်စကားများနေတာရှိ စိတ်ဝင်စားရရှင်ကျွန်တော်အလုပ်ပေးလိုက်တာမပြီးသူဒါအော်မဲဒါအော်မဲဒါအော်မဲနောက်ပြီးတော့အားနေတဲ့လူကိုနောက်ဆုတ်လိုက်တယ်အားကောင်းတဲ့လူရှေ့တက်လိုက်အဲ့တော့အားကောင်းတဲ့ကောင်လုတ်သွားရင်အားနေတဲ့လူကရှေ့ရလူကိုချိန်သူမလုတ်လို့မရတော့ကျွန်တော်တောင်းအောင်ပေးထားတယ်သူတို့ကဖုန်းပြောချိန်လို့ဟာဖုန်းပုတ်ချိန်လို့ဘယ်လိုအချိန်မရအောင်ကျွန်တော်လုတ်ထားအဲ့ဟာလေအရန်ပေါက်သွားသူတို့လည်းစိတ်တက်တက်သွားတာပေါ့နော်ဟာဆရာကြီးကျွန်တော်တို့ကျွန်တော်တို့လုပ်တဲ့ဟာအရန်တက်တယ်ပေါ့နော်အရန်လူတွေလည်းကြည်ကြတယ်ပါနဲ့ဆိုတော့ကျွန်တော်ဝင်းသာတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဘာပဲလုပ်လို့သူတို့ပဲပြောတယ်ကိုလုပ်ပြတဲ့ဟာတစ်ဖက်တော့သူနားလဲဖို့အရေးကြီးတယ် ခုကျွန်တော်တို့ဝိုင်းလုတ်လိုက်တယ်ကားကအရန်ပေါက်သွားတယ်သူတို့လည်းကျင်းတော့စိတ်ကပါတာအဲအဲ့လိုပေါ့အဲ့ဒါနဲ့ကျွန်တော်ကနောက်ပြီးတော့အင်းစားတွေပေးတယ်သူတို့အင်းစားတွေပေးတယ်အလားကားမနေကျွန်တော်က၄ရက်တင်ပြီးနားပြန်နောက်ကြာ၃ရက်ပြီးမှကျွန်တော်အဲ့လက်ပြန်ကြားတော့အဲ့ကြားမှာတော့အင်းစားပေးတယ်ကျွန်တော်အဲ့လက်ကြောင့်ကျွန်တော်ပြန်မေးတယ်ပြန်တင်တယ်အဲ့လိုပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကအဲ့လိုပဲတင်တင်လာရင်းကနေပြီးတော့ဟုတ်လားအစည်းအဝေးမှာတော့ဒီပဿနာတိတ်တော့မရှိပါဘူးเนาะကလေးတွေကကိုယ့်ကိုလည်းခက်။နောက်ကျွန်တော်ကိုပိုင်ကြောင်းမှာပေါ့เนาะကိုပိုင်ကြောင်းမှာဘာလို့ဒီပဿနာရှက်လဲဆိုတော့ ုခုနလည်းပေါ့ကျွန်တော်စီမှာကလေးတောက်ကတော်တော်ချောတယ်။လုံလဲလုံတယ်အရန်လုံတယ်နော်တော်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကလည်းကျွန်တော်ကုမ္ပဏီကနေပြောသိလားဒီဒီတင်တန်းကနေတယောက်ကိုထွက်ချင်တာပေါ့နော်။ထွက်ချင်တာဆိုအဲ့မှာလည်း coin တစ်ခုပါတက်လဲဆိုခုလာခေါ်ရဗျာလာကြည့်တော့သူ့ဘဲခေါ်ခေါ်သွားတော့တန်တဲ့ကလေးတွေကကျွန်တော်တမျိုးထင်ပြန်။သူ့ဦးစားပေးလုံးအားကြည့်တယ်သူ့အရေးပေးလုံးအားကြည့်တယ်တမီးလည်းလုံနိုင်တာပဲဆိုမဟုတ်ဘူး။သူနှစ်ယောက်ရှင်းကြည့်လိုက်။ तू ကနည်းနည်းပူတာလေနော် तू ကဒါပေမဲ့ तू ကအတန်းမမှန် ါမှ bright ကောင်းတယ်ဟိုတင်တိုင်းခဏလေးနဲ့တက်တယ်ကြောင်းလည်းမမှန်ဘူးတင်လည်းနားတောင်ချင်မှနားတောင်တာအခလေးဒါမှကျွန်တော်သူ့ကိုဟိုမောင်းထုတ်လိုက်ချင်ပေမဲ့မောင်းမထည့်ရဘူးလေကိုယ်စီမှာလာတက်တာနော်ဒါသူကလည်းတင်းလင်းလေးရှိနော်လာတဲ့ company တွေကလည်းမင်းလိုက်သူ့ကိုပဲလင်ကျုပ်ထုတ်အဲကျွန်တော်သူ့ကိုကုထားတဲ့သဘောပဲသူ့အများကြီးကျွန်တော်ပြန့်ပိုးပါတယ်သူကတိတ်မရှိပါဘူးကျွန်တော်အဝတ်စားရအစားဝယ်ပေးတယ် နော်ကားရဲ့ဘာကြီးတစ်ခါကြီးကြိုပို့လုတ်ပေးတယ်အခုကလေးမျက်နှာငင်ပါဆိုလို့ပေါ့နော်သွားရင်သူများတဲ့ကားရဲ့ဘာလဲဟာသမီးမားရဲ့ဘာညာနဲ့ဆိုတက္ကစီနဲ့လွှတ်တာလည်းရှိတယ်ကိုအားလို့ရှင်နဲ့လိုက်ပို့တာလည်းရှိတယ်အဲဘောသူ့အရာဖြစ်တော့ channel ကလေးပြန်နေနေတော့ top ဖြစ်တာနော်အဲ့လိုပေါ့ဒါမဲ့ဘောကျွန်တော်ရှင်းပြပါပြီသမီးလုတ်တယ်နော်ဟိုနေကသမီးလုံးပေါ့မလုတ်နိုင်တော့သူ့လိုအော်ကြည့်တယ်သမီးမအော်နိုင်နော်အဲအဲ့အားလေးကြောင့်နောက်ပြီးဆရာထဲထဲတာမဟုတ်ဘူးသူတို့ကလာရွေးတာလीနော်အဲ့လိုမျိုးလေကျွန်တော်ဖြစ်လာနောက်တော့ကလေးကဘာဖြစ်လာလဲဆိုတော့ ကျွန်တော်လေအပ်ပေးတယ်ပရိုဆာလေသူ့တွေသူ့ဝဲသဘောကြားအပ်ပေးပြန်ပြဿနာခဏခဏတက်တယ်ခဏခဏတက်တယ်ခဏခဏလာတိုင်ပြန်ပြီကျွန်တော်တိုင်ပြန်ပြီသူကလည်းတိုင်လိုက်ဟာဆိုးကလည်းတိုင်လိုက်ဟာပြဿနာရဲ့တက်တော့ကျွန်တော်နောက်ဆုံးကြတော့လေသူ့မလုပ်ဝေးနိုင်တော့ပြဿနာအရန်တက်လာနော်အေးကုနာဆရာဦးစားပေးရဲ့ဆိုတော့အဲအဲကောင်မလေးအဲကောင်မလေးတော်တယ်ရုပ်လည်းရှိတယ်လူတိုင်းတက်ကြိုက်တယ်သူကျွန်တော်သူလည်းတော်တော်နေအေးဒါနဲ့အဲ့လိုခဏခဏတက်တော့ကျွန်တော်မခံနိုင်တော့ဘူးသိလားဘာလို့လဲဆိုတော့ live ရှင်းနေတာ သူ့လည်းလိုက်ရှင်းနေရတာရယ်သူ့ပံ့ပိုးနေရလဲမြားဒါပေမဲ့သူကျေးဇူးမသိဘူးကျွန်တော်ကျေးဇူးမသိတော့နောက်ဆုံးတစ်ချက်ဘာဖြစ်သွားလဲဆိုတော့ဟိုကျွန်တော်ကသူ့ကိုနောက်ဆုံးတော့မတတ်နိုင်တော့တမီးတို့ဆရာတမီးကိုမသိမင်းနိုင်တော့မပံ့ပိုးနိုင်တော့ဘူးနော်ဘာလို့တမီးကတိုးစကားလည်းနားမထောင်ဘူးနော်ပြပလာတွေကတက်တော့ဆရာခေါင်းမဲလာလာဆောက်တယ်ဘူးနော်အဲ့တော့တမီးလန်းတမီးရှောင်းလို့ကျွန်တော်ပြောလိုက်တာပြောလိုက်တော့ကျွန်တော်သူ့တိုက်သွားကျွန်တော်ပြောလိုက်တာဘောနော်ဘယ်နိုင်တော့ပြီးတော့သူမကြအောင်နေရဲ့၃လောက်ကျွန်တော် message ပို့တယ် ဲ့ဆိုပို့လေဘာပုံပို့လဲဆိုတမင်းရေးစားရတယ်ဆိုတော့ဟောဝင်းတာတော့ဟောကျွန်တော်ရင်းစားဝင်းတာပို့တယ်တော့ပုံပို့လိုက်ကြည့်မလားဆိုပို့လိုက်တယ်ပို့လိုက်တာဗျာရှင်းပြောဘဲနဲ့နန်းနေတဲ့ပုံကြီးပို့ဆိုတော့ကျွန်တော်ကအဲ့ဒါလည်းပြောပြတမင်းရတော့အဲ့ဒါတမင်းဆရာကိုစော်ကားတာပဲเนาะချက်ချားပုံပို့လို့ရတယ်ပခုံးလေးဖဲ့ပြီးခါးလေးဖဲ့ပြီးပုံပို့ပါဒီပုံကြီးပို့တော့ဆရာဆရာလူမှုရေးတွေအများကြီးသင်ပေးခဲ့တယ်သူသူလူမှုရေးတွေအများကြီးသင်ပေးခဲ့တာเนาะသူတယောက်တည်းမဟုတ်ဆရာចောင်းသားတိုင်းအားလုံးအစည်းအုံးမှာလည်းအားလုံးလူမှုရေးပါသင်ပေးတာ ကိုမတတ်တဲ့အချိန်ကိုမလုံလောက်တဲ့အချိန်မှာတော့သူများအောက်ကနေရမှာပဲအကိုတော်သွားတော့လေသူများကမာနကြီးကိုလှုပ်ဖို့ပြောတာမဟုတ်เนาะအဲ့လိုပေါ့เนาะဒါကတော့ဆရာတို့လည်းအဲ့လိုဒီလိုပဲအောက်ကြခံပြီးလှုပ်ရတာပဲအဲ့တော့သူကအဲ့လိုလည်းတော့ကျွန်တော်သမီးတို့အဲ့ဒါဆရာကိုစော်ကားတာပဲတူတာပဲเนาะဆရာသမီးကိုဘလောက်ထိတန်အောင်စင်ရှိတယ်ဘလောက်ထိပန်ဖို့ခဲ့တယ်လို့ကျွန်တော်အဲ့လိုလေးပြောလိုက်တာเนาะလှုပ်ပြီးခဲ့တာသမီးရဲ့လှုပ်ပဲဒါပေမဲ့သမီးကဆိုတော့အဲ့လိုလေးပြောလိုက်တော့သူကဘာရေးလာလဲဆိုတော့ကျွန်တော်ဟာဆရာလေတမီးရဲ့ဆရာเนี่ยအကန့်ဘာမှမရှိဘူး။ဆရာကတမီးကကင်းတယ်ဆိုတော့ကျွန်တော်ကဘာဖြစ်သွားလဲ ဟုတ်တယ်နော်ဟုတ်တယ်တို့ကတော့နော်တပည့်တယောက်ကကျွန်တော်ကျွန်တော်တို့ဘောအရန်လုတ်ခဲ့တာနော်ဘာမှဟိုလာမဟုတ်ရေတောင်မြောက်ပေးတယ်တို့မရှိတော့အကုန်လုတ်ပေးတယ်ဒါပေမဲ့အဲ့စကားတို့နဲ့ကျွန်တော်ကလေတိတ်ခါရဟိုအဝေးစီးတွင်ကြောက်သွားတာသူပြောလိုက်တာစိတ်လည်းမကောင်းဖြစ်လာနော်ဒီဘလူးမှကျွန်တော်အဲ့လိုမပြောခဲ့ဘူးအဲ့လိုပြောလိုက်တော့ကျွန်တော်အဲ့မှာတော်တော်ဒေါသလည်းဖြစ်ရောမင်းကတခုပဲပြောလိုက်မယ်မင်းဆရာကိုစော်ကားလို့ရှိရင်မင်းဘရောမှအလုံးဖြစ်မင်းမှတ်ထားမယုံရင်တော့မင်းသွားကြည့်လိုက် မင်းကိုရေးစားရတယ်နော်ဆရာလောက်မပတ်ဘူးနိုင်ပါဘူးနော်မင်းဟောဆရာလောက်ကလူမှုရေးရောဘာသာရေးရောနော်ရုပ်ရှင်ကိုဘယ်လိုဖြတ်သန်းမှာဘယ်လိုတော့ရမှာအကုန်သင်ပေးခဲ့တာတမီးအခုဒီလုံကြီးစကားပြောလိုက်တာတမီးဆရာအရန်စော်ကားနေတယ်သူကျွန်တော်အဲ့မှာကျွန်တော်စဉ်းစားလိုက်တာနော်အော်လို့ငါတလောက်ကောင်းအောင်လုပ်နေတယ်ခဲ့ရသားနဲ့ငါ့ကိုအဲ့လိုကြီးထင်သွားတယ်ဆိုတော့သူများကနေလူကိုယ်တွေကပြောချင်နေတဲ့လူကအများကြီးလေကျွန်တော်အဲ့နဲ့ကျွန်တော်ဆုံးဖြတ်လိုက်တော့ဟာဘယ်တော့ပဲကောင်းအောင်လုပ်လို့ဒါလည်းတယောက်တည်းမဟုတ်ဘူးနှစ်ယောက်သုံးယောက်အဲ့လိုပဲ ျွန်တော်ဖြစ်တော့ဒါအဲ့တော့ကြောင်းမဟုတ်ကျွန်တော်စိတ်ဆုံးဖြတ်လဲမလုံးတော့ဘူးเนาะစရယောဆောင်တဲ့တော့ကျွန်တော်ဖွင့်တော့ပြီအဲ့ရာယူလည်းမရှင်းနိုင်တော့ဘလို့ပဲစေတနာနဲ့လှုပ်ပေးလှုပ်ပေးပေါ့เนาะအဲ့စကလုံးပြောလိုက်တာကျွန်တော်တော်တော်တိတ်ခါကြာကိုကိုကိုလည်းစိတ်မကောင်းတော်တော်ဖြစ်သွားအော်အဲ့လိုဟောအဲ့လိုကြီးထင်နေတာလားကိုကတော့စေတနာနဲ့ပေါ့เนาะသူ့ကိုဖြစ်စေခြင်းလို့ကောင်းစေခြင်းလို့ကဲပန်ပူတာဒီတယောက်ထဲလည်းမဟုတ်ဘူးเนาะဒါပေမဲ့သူ့အထူးဘာလို့လုပ်ပေးလဲဆိုတော့သူတို့သူများထောက်အောင်လည်းပြောရင်ပြောစလာပါကျွန်တော်အကုန်လုပ်ပေးတာ အကုန်လုံးလိုအပ်တာမရှိသူမှဘာမှမရှိသူများနဲ့တော့မြင်နေတာငယ်နေမှာဆိုလို့အကုန်ဆင်ပေးတာအကုန်ဝယ်ပေးတာလုတ်ပေးတာတော့ခါကြရင်လေးဆင်းရဲတင်းရင်မှာတော့ရမယ်ဆရာရဲလေလုတ်ပါအောင်ဆိုသူမှဘာမှမရှိသူမှစကန်နဲ့ဘောင်းယူမယ်ရှိဒီဆင်းရဲတဲ့ဟာတွေဘာမှမရှိအဲ့ဒါကျွန်တော်ကနေပြီးပါပဲကဲလာဆိုရပဇွန်တော်ခေါ်ပါခွန်းတော်ပြရဒါဝက်ဒါဝက်ဒါဝက်ဇန်ကျောင်းကျွန်တော်ကဖတ်ကျွန်တော်အဲ့ဒါဒါထုံးစံမယ်သူမှမဟုတ်ဘူးဘယ်သူမှမဆိုကျွန်တော်ကအဲ့လိုမျိုးရင်နေတာပါကုန်ထဲ့ပြီးတော့ကလေးတွေကိုလုတ်ပေးတာရောက်ကြလေးဆိုတဲ့ကမ့်တွေပါကျွန်တော်ကိုယ်နိုင်လိုက်တာ ကာကာဒီတွေဂျူရိုတွေသိလားဒီဒီအကီလိုပါသွားသိကျွန်တော်ကိုယ်နဲ့အပ်ပေးလုပ်ပဲပြီးရင်ဒီကောင်တွေကတလားလုံးနဲ့ထွက်ပြီးွာအကျွန်တော်ပဲမျက်နာပြရအဲ့ဒီကောင်တွေအဝတ်စားမရှိဘူးလားကျွန်တော်အကုန်ရှိတယ်အကုန်ဆင်ပေးတာတနက်ကပိုင်းကားပိုင်းဆိုတော့တို့ပုံလာလိုက်ကြည့်အဲ့ယောက်ျားလေးကပုံစံကိုပြောင်းသွားမသိတော့မင်းကလေးဆိုတော့အဲ့လိုပဲကျွန်တော်ဝတ်စားနေတယ်ကျွန်တော်ကအဲ့လိုမျိုးပဲလုပ်ပေးလို့အမလုပ်တော့ဘူးဆိုရင်ကျွန်တော်လာပြီးစေတော့ပဲလည်းမရတော့ကျွန်တော်ကျွန်တော်မရအဲ့ဒါလေးကိုပြောရမယ်အခုလုံးလုံးဆယ်မှာစိတ်ကတော့လုံးဝရင်ထဲမှာထိနေတော့ ဟိုတော့အဲ့လိုတိနေတာကိုပြောတဲ့အလုံးရတော်တော်ဆိုးတာဗျအဲ့ဒါဆိုကျွန်တော်ဆုံးဖြတ်လိုက်တာပြောကြည့်သေးလေးဆရာဘာမပြောပါဘူးအဲဟုတ်ဒါပဲပြောလိုက်တာဟုတ်လားဒါလေးပဲပြောလိုက်တာကိုဆရာသမားဟိုအဲ့လိုအထင်လွဲပြီးတော့အဲ့လိုမျိုးပြောခဲ့လို့ရှိရင်မင်းလမ်းလျှောက်ကြည့်ပါမင်းကကြိမ်နေပါကြမလုပ်ချင်ဘူးနော်မကြိမ်ပါဘူးဆရာသမားကျွန်တော်သူ့အချိန်မြင်းကျွန်တော်ပြန်လာခေါ်ကျွန်တော်စကားပြောမှာပဲကျွန်တော်ဆရာလေးကောင်းမလေးကဘယ်လိုပုံစံလဲ ချက်ဆရာလေးကောင်မလေးချက်ဆရာလူတိုင်းကြည့်ကျွန်တော်ပြောရကျွန်တော်နဲ့တကရင်သွားလို့ရှိရင်လေဘလော့တီတော့နော်စားတော့ဆိုင်မှာနင်ရောက်ထိုင်နေတော့လေအဲ့ကောင်လေးတကောင်လာလဲပြီးတော့အန်ကယ်လေတခုလောက်ခွင့်ပြုပါနော်လေအန်ကယ်ကအဖေလားလေဘာလဲတော်လဲပေါ့ဟုတ်ပါသူ့အဆရာလို့ကျွန်တော်တို့ဒီကောင်မလေးကိုသဘောကျတယ်ဆိုတော့ကျော်ပြတော့ဒေါသပြတော့အခုဘာလဲမသိညာလဲမသိတယ်ဟုတ်ဆရာလေကျွန်တော်တို့ကမော်ဒယ်လေးရိုက်မော်ဒယ်ရှာနေတာလေသူ့သူ့အဲ့အဲ့လောက်ဒီသူကကြည့်ကောင်းတယ်ကြည့်ကောင်းတယ်အဲ့လိုပေါ့ဒါပေမဲ့အဲ့လိုကွနာလို့ပေါ့ဟုတ် မငြိမ်ဘူးသူကဟိုသွားဒီသွားဖုံးပတ်မယ်ရိုက်မယ်ဆိုရင် နောက်ကျအဲ့လိုမျိုးတွေကျွန်တော်ခဏခဏသူ့နဲ့ပြဿနာရှင်းရအောင်နော်ကျွန်တော်သူ့ပါသူ့ကြောင့်ဒီဆုံးဖြတ်ချက်ချလိုက်တယ်လို့ပြောလို့ရတာဆရာအဲသူသူကတော့ main လို့ဖြစ်သွားတာနော်သူ့ကြောင့်လည်းဖြစ်တယ်နောက်ရှုံပါလေနောက်တစ်ခါလည်းအဲ့လိုပဲကျွန်တော်သူ့သဘောကျလို့ရိုက်တော့ကျွန်တော်တို့မိတ်ဆွေတွေရပါပဲသူ့ရိုက်တော့နော်ဇလန်တူတွေရိုက်တဲ့ခါကျတော့ကျွန်တော်ဆရာလည်းဘလုံးကအဆင်မပြေဘူးဖြစ်နေဆရာလာပေးလို့ရအခုဦးလာပေးလို့ရမှာဆိုအဲ့ကျွန်တော်ရောက်တော့ဘာဖြစ်တာလဲလို့ကျွန်တော်မေးလိုက်တယ် ဆရာလည်းမငိုခိုင်းတော့လုံးဝမငိုမလုပ်ဘူးပဲငိုနိုင်ဘူးလို့ပြောတယ်အဲ့ဆရာလို့အေးအဲ့မဟုတ်ဆရာပါအဲ့ကျွန်တော်ကကျွန်တော်ကနေတော့ကဲကလောက်လောက်သမီးဘာလို့မငိုတာနဲ့တို့များဒါရင်းနေတဲ့လူတွေတို့ကားကောင်းမှုလို့လှုပ်ပေးတာပေါ့နော်ဘာကြောင့်လဲစိတ်မပါဘူးတော့အဲ့လိုပြောလိုက်ပြောလိုက်တဲ့ခါကျတော့ကျွန်တော်ကကိစ္စမကြီးနေစေလို့ဆရာလည်းမြအဲ့မင်းတို့တွေကပားရိုက်ဒီဒီပြောမဲ့ငိုရမဲ့အခန်းဘယ်သူနဲ့ပြောမှလဲသူနဲ့ပြောမင်းအဝတ်စားအကုန်ချွတ်လိုက်ကျွန်တော်မင်းအဝတ်စားကိုကျွန်တော်ဝက်လိုက် ။ကျွန်တော်ဝက်လိုက်တယ်။ဝက်လိုက်လဲပြီးတော့ကျွန်တော်ကင်မရာ ready ထောင်တာလို့နှလုံးစုံ ready လုပ်ထားတာပေါ့။မင်းတို့ငိုတာလို့ရှင်းတာဟဲ့လား။အဲလို့တာလို့ဆောင် ready လုပ်တာလို့ကင်မရာထောင်ထားလဲပြီးတော့ကျွန်တော်သူ့နာကတ်သွားတယ်။ဘလောက်ချိတ်ပေါ့နော်။ကျွန်တော်ဘလောက်ပဲချိတ်။ဒူကလုံးသွားချိတ်သိပါ။ဘလောက်ပဲချိတ်ပြီးတော့ပြောတော့အဲကျွန်တော်သူ့မိရဲ့။တမီးကိုလို့ဆရာတို့ကလို့သူများတွေလည်းအပ်ပြီးတယ်ပေါ့နော်။တမီးကိုလည်းလူမှုရေးလည်းတင်ပြီးတယ်။သူဆရာလာတော့တမီးကမလုပ်ဘူးပါနေလို့ပေါ့။မလုပ်မလားမလုပ်ဘူးလား။ဟွန်း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 လို့လို့လို့ပါရိုက်တယ် မကျွန်တော်စကားလေးချင်းငိုပါလေရောရပြီလားလို့ပြီးလိုက်တော့နော်တော့မင်းလည်းပြန်ချော့ရောအဲသူစားခြင်းနဲ့ဟာလေးသွားဝယ်ပေးပေါ့နော်နှုတ်ဘွဲ့လို့ကျွန်တော်ဆရာအဲ့လိုမျိုးနေခဲ့တာကျွန်တော်တပည့်တွေပေါ့ဆရာလိုဟွန်းအဲ့လိုပဲကျွန်တော်မြေတောင်ပြောက်ပြီးတော့အများကြီးပဲနော်ကျွန်တော်ကခုနကတော့ဟိုတခါလည်းမေးရကျွန်တော်မင်းနေကြတယ်လို့ကျွန်တော်ကျွန်တော်သတိမရတော့ဘူးကျွန်တော်လည်းထဲ့မပြောတော့ကျွန်တော်ကြောင့်အောင်မြင်သွားပေမဲ့ကျွန်တော်နာမည်တစ်လုံးမပါပဲလေတခြားလူတွေအခုမှလုတ်ပေးတဲ့လူနာမည်တွေကြီးပဲထည့်ကြတယ်နော်စိတ်မကောင်းဖြစ်တာပေါ့နော်ဒါပေမဲ့ခေါင်းထဲမှာလေအခုအဲ့ဒါကြောင့်မလုတ်ကျွန်တော်မလုတ်တော့ဘူးပြတာကျွန်တော်ဖြတ်လိုက်တော့မယ် ဘလူးမှလည်းတောင်းဆိုဘလူးမှလည်းမထားဒါပေမဲ့လားကွန်ရဲ့အချိန်မျိုးပါစကားပြောမယ်ပြတ်ခုံမယ်ကျွန်တော်ဆရာဖြစ်တယ်ဗျနောက်တစ်ယောက်ရှိသေးတယ်နောက်တစ်ယောက်လည်းဒီလိုပဲဒါပြောဘူးလားမသိတခါအဲ့လိုပဲကျွန်တော်သူ့ကိုအဲ့လိုပဲပြောတော့နားမထောင်တော့နင်းသွားလို့နင်းမင်းသမီးဖြစ်ရင်ငါကြိုက်လို့ပြောလေမင်းလာဖြတ်လို့ကျွန်တော်အဲ့လိုပြောမိလိုက်ပြောလိုက်တယ်ပြီးတော့တနေ့လောက်လည်းကြောက်တယ်ဖုန်းလာတော့သူ့အဲ့ကျွန်တော်လေမင်းလာဖြတ်ကျွန်တော်ကောလွတ်လိုက်တဲ့ကောင်မလေးကကျွန်တော်ဖုန်းဆက်တယ်ဆရာလည်းအိမ်မှာရှိတာသမီးမှတ်မိလားဒီပရုဒ်တော့အာမှတ်မိတာတော့သမီးလာလာဘောလို့ကျွန်တော်ပြောလိုက်တာ လာဘပြောလိုက်တော့သူရောက်လာဗျရောက်လာဗျကျွန်တော်လည်းနှခွန်းသုံးခွန်းနဲ့ပြောလိုက်ပြီးဆရာအားလေဆရာမှတ်မိသေးတာအားလေတမီးအောင်မြင်လို့ရှိရင်တဲ့ငါ့ကိုလည်းဝင်လာဖြတ်လို့ဆရာပြောခဲ့ဘူးလေလေတဲ့အဲအခုလည်းတမီးရားလည်းမင်းသမီးဖြစ်နေအဲ့လိုပြောတယ်အဲ့ဆရာကိုလည်းဝင်လာဖြတ်တာဆိုတော့ကျွန်တော်ကဘာမှမပြောဘူးနော်ကျွန်တော်ဘာမှမပြောငါကောင်းရင်လည်းငါမစိုးဘူးလို့မှတ်ထားထားတယ်ဗောနော်ဆရာလည်းဂရီတီတယ်ကျွန်တော်နောက်ဖေးသွားလိုက်တယ်သွားလဲပြီးတော့ဓာတ်တစ်ချောင်းသွားကြည့်လိုက်ဒီလည်းပြီးတော့သူ့ရှင်းမှာဓာတ်ချပြီးလိုက် ကဂတိတည်တယ်ဆရာသမားလို့ရပြီဖြတ်ဆိုတော့သူမဖြတ်ဘူးဘာမှမလုပ်အဲ့ကြောင်ကြည့်ရအဲရှိရှိရှိအဲ့ဒါနဲ့သူကအဲ့ဒါနဲ့သူကကျွန်တော်ကိုလို့ပြောတာပေါ့နော်ဒါကသူမကိုင်ဘူးဗျမကိုင်တော့သမီးကဘာလဲလို့လူတတ်မှုဖြစ်မှာမို့လို့ကြောက်နေတယ်ဆိုရင်ဆရာစာရေးပေးရမယ်ပေါ့နော်ဒါကျွန်တော်ကိုကျွန်တော်လှုပ်ချန်တာပါလှုပ်မယ်ပြောရေးပြန်ပြောပြီးလို့ပြောရောလှုပ်လို့ပြောတော့ကြောင်ကြည့်နေတာအဲ့ကျွန်တော်တခွင့်ပြောသမီးလို့ဆရာဒီမဖြစ်မှာနေလို့ဆရာကပြောလိုက်လို့နင်းမခံကျင်လို့လှုပ်လို့နေအခုဖြစ်တာလေဟုတ်တယ်နော် ကျွန်တော်ပြောလို့သူဒေါသပြမခံချင်သူမဖြစ်ဘူးကျွန်တော်တမင်နဲ့သူ့မခံချင်အောင်လုပ်လိုက်တာအဲပြောလိုက်တာသူကအဲ့လာကိုတေးတာပြီးတော့ရအောင်လုပ်တယ်ဆိုတော့ဒါကျွန်တော်ချိန်တတ်တယ်အဲ့တော့တမင်အဲ့ဒါဆရာကိုစိတ်မဆိုးအောင်ဆရာကိုဂျေစုတင်ရမှာလို့ပြောလိုက်တော့ငိုပါလေဩအဲ့လိုလဲရှိတော့ကျွန်တော်မှကလေးတွေကိုဒီလိုချော့တယ်လဲချော့တယ်အဲဝါကြီးမထားပါဘူးဒီအာကေတာကြီးမထားပါရတာတော့မဟုတ်တခုချင်းပေါ့နော်ကျွန်တော်လည်းမတတ်မှဒါပေမဲ့ကျွန်တော်ကွယ်ထားတဲ့ဈေးရင်လည်းမသိတော့မသိတော့စောက်တွေပြန်ပြင်မတော့ကွယ်ထားတဲ့ဈေးရင်လည်းတော့မရတော့ ဘယ်လိုဖြတ်တန်းတော့မလဲနောက်ပိုင်းကအာရပါတယ်တရားကြော်ဆိုလက်နှစ်ဖက်ချင်တယ်ပဲရှင်ဒါပေမဲ့ကျွန်တော်ရောက်ကြတော့ကျွန်တော်ကျွန်တော်အမြဲကူးဆိုင်တယ်ကူးဆိုင်ဆိုတော့ကျွန်တော်လုတ်ချင်တဲ့လေးခုကြံနေသေးတယ်အဲ့လေးခုမရဘူးကျွန်တော်မသိနိုင်သေးဘူးကျွန်တော်မလဲနိုင်သေးဘူးကျွန်တော်ဓမ္မတက်ကပရာဟီတာလုတ်ချင်တာရိုက်တာလုတ်ချင်တယ်ဆိုခုနကလို့လုတ်ကအဆင်မပြေဘူးမပြေတဲ့ခါကျတော့ကိုလုတ်ချင်တာလုတ်လို့မရနော်ကိုပန်ဖို့ကြံတယ်အခုဆိုရင်ဗျာဘူဝါဒီကျွန်တော်အလုတ်သမားတွေဒီမကောင်းအောင်ဆရာဆရာနဲ့ဖုန်းဆက်တယ်ဟိုတို့ကကျွန်တော်ကားလေးကိုယုံတင်တော့တို့ကသိတယ်ဆရာတော့ပတ်စံရပြီဆိုဖုန်းဆက်ကြတော့နော် ဆရာနေကောင်းလားတဲ့ဆိုင်တော့မဟုတ်ဘူးလို့ကျင်တာပေါ့ကျွန်တော်ကစိတ်မကောင်းတာကျွန်တော်မပေးနိုင်အဲ့ကားကကျွန်တော်တိတ်ထောင်ကျွန်တော်ရှုံးသွားတယ်နော်ရှုံးသွားတယ်အဲ့နဲ့ကျွန်တော်ကားညံ့လို့တော့မဟုတ်ပါဘူးသိပါတယ်ကားညံ့လို့တော့မဟုတ်ပါဘူးဒေါ်ပရင်းတကူကြောင့်ကျွန်တော်ကဂျားမြေစာပင်ဖြစ်သွားတယ်ထားလိုက်တော့ဒါလည်းကံပဲပေါ့အဲ့ဒါသူတို့ကိုကျွန်တော်မပေးနိုင်မကမ်းနိုင်တော့ကျွန်တော်မသွားတော့ဘူးမသွားတော့သွားရင်လည်းသူတို့ကမဟုတ်ဖို့လိုချင်ပါပဲလေလိုချင်တဲ့ခါကျွန်တော်မပေးနိုင်သူလည်းစိတ်မကောင်းဘူးကိုယ်လည်းစိတ်မကောင်းဖြစ်ရမယ်အဲ့ကြောင့်ကျွန်တော်တန်းစုံမသွားတော့အရင်တော့ဆိုဘယ်ရမလဲတဲ့သွားပြီဆိုတော့တသိမ့်မယ်သွားပြီဆိုတော့တသိမ့်မယ်ပြီးတော့ကျွန်တော်အလုပ်အဆင်ပြေတော့ ဟိုကလောက်ကလည်းအဆင်ပြေတိုင်းတော့ကြောင်းကိုကြောင်းစစစင်ချလိုက်တာတင်တန်းမှာလည်းအုံနောက်ဆိုင်ကဘာမှလုပ်လို့မရဘူးငါဘောမှာကောင်းတော့လုပ်ပေမဲ့ငါဘောမှာအဲ့လိုကြီးထင်းနေမယ်ဆိုရင်တော့မကောင်းဘူးလေမိဘတွေတိပါလို့ရှိရင်မိဘတွေဟာဒီဆရာကငါတော့ယုံကြည်တော့ဟိုဖြစ်တာဟာဒီဆရာကြီးကဒီလိုလားဆိုရင်ကျွန်တော်မြောင်းနေရောက်အဲ့တော့စောစောစီးကျွန်တော်ရန်လိုက်မယ်ကျွန်တော်ဒီပစ္စည်းတွေရောင်းပြီးပတ်စံအကုန်ရရင်ကျွန်တော်ပြန်ဆရမယ်နော်ဘာလို့ ကျွန်တော်အဲ့ကြရင်လဲကားပြန်ရိုက်ခြင်းလဲပြန်ရိုက်ဖြစ်ရင်လဲဖြစ်မယ်ဒါကျွန်တော်တင်တန်းပြန်ဖွင့်ရင်လဲဖြစ်မယ်ဒါပေမဲ့လက်ထက်မှာပတ်စံရှိဖို့အရေးကြီးတယ်လေအဲ့ကြောင့်ကျွန်တော်ပတ်စံရှိအောင်ကျွန်တော်အခုဒါတွေအကုန်ထုံးချချောင်းပြလိုက်ဟိုဒါပေမဲ့တခုတော့ရှိတာကျွန်တော်နိုင်ငံခြားမှာသွားပြီးတော့ဝယ်ရမယ်ဟာလုံးဝမရှိတဲ့ဗမာပြည်မရှိတဲ့ဟာကြတော့ကျွန်တော်မရောဗမာပြည်ကရောင်းလို့ရတယ်ပြန်ဝယ်လို့ရတယ်ဟာမျိုးစိကျွန်တော်ရောင်းဒါအချိန်မြဲပတ်စံကြရင်ကျွန်တော်ပြန်ဝယ်ပါလိမ့်နော်အဲ့ဒါပဲဆိုင်လဲဖွင့်မယ်ဆိုင်ဆိုင်စားလဲအချင်းပေါ်တော့ဟိုကျန်တဲ့ decoration တွေကျွန်တော်လုပ်တတ်တယ်လေကျွန်တော်ကဒီမှာပဲကြည့်လေ ကျွန်စိုက်က7ဖြစ်လိုက်တာထိုင်ကုန်လုတ်လို့ရတယ်ဟုတ်လားကျွန်အများကြီးကျွန်တော်လုတ်တတ်တယ်အဲ့တော့ကျွန်တော်လုတ်လိုက်ရင်လုံးဝကျင်းသေးပါတော့ကျွန်တော်ရုပ်ရှင်သမားတွေကိုလာစေချင်တာဒီမှာစကားပြောလို့ရမယ်သိလားရုပ်ရှင်သမားတွေဒီမှာလာပြီးတက်ဖို့ရရရင်ပဲရုပ်ရှင်ရိုက်လို့ရအောင်ကျွန်တော်အဲ့လိုလေးဖန်ပြီးပါခုနကတော့တင်လာတော့ကျွန်တော်စိတ်ဆုံးဖြတ်တာတော့တော့မလုပ်တော့